ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာစစ်ကဣသရေလစော်ကားမှုကိုစန့်ကျင်မှုမွတ်စလင်နိုင်ငံအလုံးစီလုံးကြရမယ်လို့ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့စနေနေ့မှာဣသရေလကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုပြင်းပြင်းထန်ထန်တိုက်ခတ်မှုစတင်ပြီးတဲ့နောက်ပါကစ္စတန်ကအီရန်ဘက်ကရက်တီပြီးစီလုံးတင်ကြောင်ပြောဆိုလိုက်တာပါ။ သတင်းဌာနရဲ့ဖော်ပြချက်အရပါကစ္စတန်ရဲ့ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာစစ်ကမွတ်စလင်နိုင်ငံအလုံးဟာအစ္စရေးရဲ့စော်ကားမှုကိုစန့်ကျင်ပြီးစီလုံးကြရမယ်လို့ဆိုပါတယ်။ဒီအခက်အခဲအချိန်မှာကျွန်တော်တို့ဟာ အီရန်ကိုနီလန်တိုင်းနဲ့အားပေးပါမယ်။အီရန်ရဲ့အကျိုးအစီးပွားကိုကာကွယ်မယ်။အီရန်သားတွေဟာကျွန်တော်တို့ရဲ့ညီအကိုတွေဖြစ်ပြီးသူတို့ရဲ့ဝမ်းနည်းမှုနဲ့နာကျင်မှုကို အတူတူခံစားကြမယ်လို့အာဆစ်ကဆိုပါတယ်။အာဆစ်ကအစ္စရေးဟာအီရန်ကိုတာမကယီမင်နဲ့ပါလက်စတိုင်းကိုပါပိတ်မထားနေကြောင်းမွတ်စလင်ကဘာရဲ့ညီညွတ်မှုဟာအရေးကြီးကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီကနေ့ကျွန်တော်တို့ငြိမ်သက်နေပြီးတော့ညညမှုမရှိဘူးဆိုရင်နောက်ဆုံးမှာအလုံးပြတ်မှတ်ထားခံရလိမ့်မယ်လို့သူကတတိပေးခဲ့ပါသေးတယ်။ ဒါတင်အာစစ်ကအစ္စရေးရဲ့အီရန်စစ်ကြေးလုပ်ရတွေနဲ့ပတ်သက်ပြီးအစ္စလာမစ်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ရေးပေါ်အစီအဝေးတစ်ခုခေါ်ယူတင့်ကြောင်တောင်းဆိုခဲ့ပါသေးတယ်။အီရန်နိုင်ငံတမန်ကစစ်ပယ်ရေးရနေရာတွေပုတ်ကလေးကနေအိမ်တွေနဲ့နျူကလ িয়ার စက်ရုံတွေအပါအဝင်ပြစ်မှတ်တာစင်ပေါင်းများစွာကိုအစ္စရေးကတိုက်ခတ်ခဲ့တာကြောင့်အီရန်ထိတ်တန့်စစ်တပ်အကြီးအကဲတွေနဲ့နျူကလ িয়ার ခေါင်းဆောင်တွေပါတည်ဆုံခဲ့ရပါတယ်။ ဆိုတော့အခုပြပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ယူဆချက်တွေကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ပါဦးနော်။